thank you မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးအာဆီယံ2ကိုယ်စားလှယ်ကောင်တော်လန်ရင်အင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးကြောင်းပူးတွဲထုတ်ပြန်တဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံအလဲကျောင်းဥက္ကဋ္ဌတာဝန်ယူချိန်ကာလတခြားမှာမြန်မာရေနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးဆိုရာ NUG အပါအဝင်တော်လန်ရင်အင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်လို့တော်လန်ရင်အင်အားစုအဖွဲ့20ကပူးတွဲသတင်းထုတ်ပြန်ပါတယ် အမျိုးသားညီညွတ်ရေးဆိုရာ NUG အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကန်ကောင်စီ NUCC ဖြေအောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းဒေသတော်လှန်ရေးအဖွဲ့များ EOS အတိုင်းအမြန်ကန်ကောင်စီများ Federal Unit များနဲ့အခြားသောကိုစားပြုမှုအဖွဲ့များပါဝင်အထူးကပါဝင်ပတ်သက်သူတွေနဲ့ ASEAN ဥက္ကဋ္ဌရဲ့မြမရေးကိုယ်စားလှယ်တွေကတွဲဆောင်ပွဲတွေတောင်းလျှောက်ပြုလုပ်ခဲ့တယ်လို့ဒီနေ့ထုတ်ပြန်ကြမှာဖော်ပြပါတယ်မလေးရှားနိုင်ငံသားဝင်ကြီးရဲ့နေပြည်တော်ခီးစင်ပြီးမှတော်လှန်ရေးအင်အားစုအဖွဲ့20ကမြမရေး ပေါ်အာဆီယံရဲ့ပအဝင်ပတ်သက်သူတွေနဲ့တီတွေ့ဆက်ဆံခြင်း၊ဒုညီဆန္ဒ၅ရက်ပြည့်ရှင်ခြင်း၊ဒီမိုကရေစီမြင့်တင်ခြင်းနဲ့စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွေကိုညှင်းပယ်ခြင်း၊ဘူးတွဲကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါ။မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟစန်ကအောက်တိုဘာ9ရက်ကနေပြည်တော်မှာနေချင်းပြန်တွားရောက်ခဲ့ပြီးအာနာသိန်းစစ်ကောင်စာဘိုးချုပ်မှုကြီးမေအောင်လိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဦးညိုစောစစ်ကောင်စီနိုင်ငံသားဝန်ကြီးဦးတန်းဆွေတို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်းမြမအေးအာဆီယံထုကိုစလေကအာနာသိန်းစစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့အင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးမှုတွေရှိနေကြောင်းတော်လန်ရဲ့အင်အားစုတွေကအသိပေးထုတ်ပြန်လာတာပါ။အဲ့ဒီလိုတွေ့ဆုံမှုတွေမှာစစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲတွေကိုညှင်းပယ်ရေးတော်လန်ရဲ့အင်အားစုတွေကြားညှိညွတ်ရေးအာဆီယံရဲ့ပြတ်သားတဲ့ရေးယူမှုတောင်းဆိုခြင်းလူသားချင်းစာနာမှုအကူအညီရေးပါမှုအားလုံးပါဝင်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဒေတာရင်းတည်ငြိမ်ရေးစတဲ့အချက်တွေကိုတော်လန်ရဲ့အင်အားစုတွေကအထူးကဆွေးနွေး ွေခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ်။ဒါအပြင်တော်လိုင်းရေးအင်အားစုတွေဟာစစ်ကောင်စီကပြုလုပ်မဲ့ဘလို့ရွေးကောက်ပွဲကိုမဆိုညှင်းပယ်ညှင်းဆန်ပြီးတရားဝင်မှုမပေးဖို့စစ်ကောင်စီကဆက်လက်ကျူးလွန်နေစေရက်ဆက်ကြမ်းကြုတ်မှုတွေပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ဖို့တမရဦးဝင်းမြေနိုင်ငံတော်တိုင်းမင်ကန်ပုတ်ကိုဒေါအောင်ဆန်းစုကြည်ပါဝင်ဥပဒေမဲ့ဖန်စီထိန်ထိန်ခံအားလုံးကိုချွင်းချက်မရှိချက်ချင်းပြန်လုပ်ပေးဖို့ စစ်ကောင်စီတပ်ကျူးလွန်မှုမှန်သမျှတာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့စားတဲ့အချက်တွေကိုလည်းအာဆီယံအထူးကိုယ်စားလှယ်နဲ့တွဲဆုံမှုမှာတောင်းဆိုခဲ့တယ်လို့ဖော်ပြပါရယ်ဒီနေ့ပူရဲထုတ်ပြန်လိုက်တဲ့ဒေါ်လန်ရေးဖွဲ့20မှာ ABSDF အာနာရှင်စန့်ကျင်ရေးအင်အားစုများပေါင်းဆက်ညှိနှိုင်းရေးကော်မတီမန္တလေး CNF CRPA Critical Movement စကိုင်း Foreign Federation KPICT KNU KNPPIC မကွေးဒေသတွန်းလိုင်းရေးအဖွဲ့များကွန်ရက်မန္တလေးဒေသလွှတ်တော်မွန်ပြည်ဖက်ဒရယ်ကောင်စီ MMMCC NUCC NUG NSBAD PNFC RCC နဲ့ရန်ကုန်လွှတ်တော်တို့ဖြစ်ကြောင်းသိရပါတယ် ။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့မြန်မာလူငယ်၅တန်းစိတ်ဖိစီးမှုခံစားနေရပြီးဂုံတိတ်ခါမဲ့ဘဝမှာလွတ်မြောက်ခွင့်ဆုံးရှုံးနေဆိုတဲ့တရင်အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရှိလူငယ်၃ပုံ၃ပုံနေပါလူဦးရေ၅တန်းသည်စိတ်ဖိစီးမှုများကိုအမြဲလိုလိုနဲ့မကြာခဏခံစားနေရကြောင်းအော်တိုဘာ၁၀ရက်ကမ္ဘာစိတ်ကျန်းမာရေးနေ့တွင်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်သောမြန်မာလူငယ်များ၏လုံခြုံရေးနှင့်လူမှုဘဝစိန်ခေါ်မှုများအစီရင်ခံစာအရသိရပါသည် စစ်တပ်အာဏာသိမ်းထားစဉ်တွင်တွေ့ကြုံရသောကပ်ဘေးနှင့်စီးပွားရေးပညာရေးကျန်းမာရေးလုံခြုံရေးကြဆင်းမှုများကြောင့်ပြည်သူများစိတ်ပိုင်းဆိုင်ရာပြဿနာများပုံမှုခံစားနေရပါတယ်ထို့ကြောင့်ပြည်သူများချင်းချင်းကုညီဖေးမကစာနာမှုဖြင့်ဆက်ဆံကြရန်လိုအပ်ကြောင်းစိတ်ကျမ်းမာရေးဆရာဝန်များကဆိုထားပါတယ် စိတ်ပိုင်းဆိုင်ရာထိခိုက်သူများအတွက်ရဲရွာတွင်အခြေခံ၍ယဉ်ကျေးမှုနှင့်လက်ရုံးညီထွေရှိသည့်စိတ်ကျန်းမာရေးဆောင်ရှောက်မှုရရှိရန်ဆောင်ရွက်ခြင်းစိတ်ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာလူမှုရေးထောက်ပံ့များ ။လိုအပ်နေကြောင်း UNDP ထုတ်ပြန်ကြမ်းမှာထောက်ပြထားပါရယ်စိတ်ကျမ်းမာရေးဆိုရင်ဆက်ရောဂါကူဆရာဝန်တွေကိုပဲမြင်ကြတယ်လူနာရေးဆရာဝန်စီတခါလေးရောက်မလာဘူးမိသားစုပတ်ဝန်းကျင်နဲ့လူဖွဲ့စည်းတွေရဲ့ပါဝင်မှုတွေစောင့်ရှောက်မှုတွေအလွန်အရေးကြီးပါရယ်အဲ့ဒါမှအကျိုးသက်ရောက်မှုရှိတဲ့ရာသင်ရထိုက်တဲ့စောင့်ရှောက်မှုကိုရမယ်ဟု CDM စိတ်ကျမ်းမာရေးဆရာဝန်အမျိုးသားတဦးကပြောပါရယ်စိတ်ကျမ်းမာရေးအတွက်တင့်တော်တဲ့ကုထုံးနဲ့ကုသမှုခံယူရန်သာလိုအပ်ပြီးပျောက်ကင်းနိုင်ကြောင်းလည်းစိတ်ကျမ်းမာရေးဆရာဝန်ကဆိုပါရယ် အဆိုပါစိတ်ဖိစီးမှုခန်းစားနေရတဲ့လူငယ်၅သန်းတွင်ဗတိပခဖြစ်ပွားရာဒေတာများမှ34ရာခိုင်နှုန်းပါဝင်ပြီးမတန်ဆွမ်းလူငယ်များကြားမှာ49ရာခိုင်နှုန်းရှိပါတယ်။ထို့ပြင်အလုံးလက်မဲ့များသည်လည်းတိတိတတ်တာမြန်မာနေကနေ့စဉ်မလုံးကျုံမှုများခန်းစားနေရကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။စိတ်ကျန်းမာရေးအတွက်တင့်တော်တဲ့ကုထုံးနဲ့ကုသဖို့ပဲလိုတာပျောက်ကင်းနေစိတ်တောက်တာဖြစ်စေဆွေးနွေးမှုခံယူတာဖြစ်စေဒါကရှက်စရာမဟုတ်တလို့ကြောက်စရာလည်းမဟုတ်ပါဘူး။ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ပဲအခြားကျန်း မရေးပြဿနာလိုပဲဝိုင်းလို့ရမယ်တစ်ပယ်ထားရင်ကြောက်စရာကောင်းတဲ့နောက်ဆက်တွဲဖြစ်တယ်ဟု CDM စိတ်ကျမ်းမာရေးဆရာဝန်ကဆက်လက်ပြောကြားပါတယ် ထို့အပြင်ကမ္ဘာလုံးဆိုင်ရာလူသားလုံခြုံရေးအမြင်နဲ့ချိန်ထိုးကြည့်ပါကမြန်မာလူငယ်များသည်ပျက်စီးသွားသည့်အတန်မွေးဝဲချမှုနှင့်ပညာရေးအထွတ်သာရုန်းကန်နေရသည်မဟုတ်ပဲလူရင်းဆန္ဒကြောက်ရွံ့မှုနှင့်လူသားတူဖြင့်ရာသင်းတဲ့ဂုံတိတ်ခါနှင့်တန်ဖိုးကိုထိပါစီသောပတ်ဝန်းကျင်ဆိုကြောင့်အခွင့်အရေးများကိုဆုံးရှုံးနေရကြောင်းအစိုးရခန်းစားတွင်ဖော်ပြထားကြောင်းသိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကုန်စည်တွေကိုတရားရဂိုင်းလုံးစီးချက်ခွန်သတ်မှတ်ကြောင်းဒေါ်နယ်ထရန့်ကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်သွင်းကုန်တွေပေါ်တရားရဂိုင်းလုံးထပ်တိုးစီးချက်ခွန်သတ်မှတ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောက်ကြနေမှာကြေညာခဲ့ပြီးသမ္မတရှီကျင်းဖြင့်နဲ့ထိပ်သီးဆွေးနွေးပွဲကိုပေးဖြတ်မယ်လို့ချိန်ချောင်းလိုက်ပါတယ်။တရုတ်သွင်းကုန်တွေပေါ်ထပ်တိုးစီးချက်ခွန်သတ်မှတ်မှုဟာနိုဝင်ဘာတရက်မှာအာဏာတည်လာမှဖြစ်ပြီးတရုတ်ရဲ့မြေရှားသတ္ထုတင်ပို့မှုထိန်းချုပ်ခြင်းကြောင့်အခုလိုလက်တုံးပြန်လာလို့ဒေါ်နယ်ထရန့်ကပြော ါဗါတယ်အမေရိကန်ကလက်ရှိမှာတရုတ်ကုန်စည်တွေကို30ရာခိုင်နှုန်းစီးကျပ်ခွန်သတ်မှတ်ထားပြီးတရုတ်ကအမေရိကန်ပို့ကုန်တွေပေါ်10ရာခိုင်နှုန်းစီးကျပ်ပါတယ်မြေရှားသတ္ထုတင်ပို့မှုကိုထိန်းချုပ်ဖို့အသေးစိတ်ဖော်ပြထားတဲ့စာရီကိုတရုတ်ကကမ္ဘာတဝန်ရှိတိုင်းပြည်တွေထံပေးပို့ခဲ့တယ်လို့၎င်းကလူမှုကွန်ရက်ထရူမှာရေးသားခဲ့ပါတယ်။တရုတ်ကကမ္ဘာကြီးကိုတစားကန်လောက်တာခွင့်ပြုစရာအကြောင်းမရှိပါဘူး။တရုတ်နိုင်ငံရဲ့ရည်တည်ချက်ကရန်လိုပါတယ်ဟုသူကဆိုပါတယ်။ လွန်ခဲ့သောနှစ်ပတ်ကတောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် APEC ဒိတ်သီးဆွေးနွေးပွဲမှာတရုတ်တမရရှိချင်းဖြင့်တွေ့ဆုံဖို့စီစဉ်ထားပေမယ့်လက်ရှိမှာထိုသို့လုပ်ဆရာအကြောင်းမရှိကြောင်းဒေါ်နယ်ထရန့်ကဆက်ပြောပါရယ်။မြေရှားတပ်ထုဟာစမတ်ဖုန်းနဲ့လျှက်စစ်ကောင်မှလျှက်စစ်လက်နက်နဲ့ စစ်လက်နက်နဲ့စွမ်းအင်နည်းပညာအထိထုတ်လုပ်ရမှာရည်ကြည်ပြီးတရုတ်ကကမ္ဘာမြေရှားတပ်ထုထုတ်လုပ်မှုကိုချုပ်ကန့်ထားပါတယ်။ရှီကျင်းဖျင်နဲ့စီဝေးကိုသူဖြတ်သိမ်းခဲ့တာမဟုတ်ဘူးလို့ဒေါ်နယ်ထရန့်ကနောက်ပိုင်းဘဲဥပုံခမ်းမမှာတရင်တောက်တွေကိုပြောကြားသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်မန္တလေးလမ်းကိုစစ်တပ်ကတိုက်ခိုက်နေလို့လမ်းယာယီပိတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုတ်မန္တလေးလမ်းမော်ကဖော်ရောလမ်းပိုင်းကိုစစ်တပ်ကတိုက်ခိုက်နေလို့လမ်းကိုယာယီပိတ်ထားလိုက်ရကြောင်းမိုးကုတ်ပကဖောက်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်။အောက်တိုဘာဒုတိယပတ်တွင်ကာကွယ်ရေးအဖွဲ့တွေစုမိုးထားတဲ့မိုးကုတ်မန္တလေးလမ်းပိုင်းကဖော်ရောလမ်းပိုင်းကိုစစ်တပ်ကဝိုင်းတွဲတွေ drone နဲ့တုံးပြီးနေရစက်တိုက်ဘုံကျဲချတိုက်ခိုက်ခဲ့ပါရယ်။ဒါကြောင့်ခီးသွွားပြည်သူတွေထိခိုက်မှာစိုးရိမ်နေတဲ့အတွက် အောက်တိုဘာ17ရက်မနက်ကစတင်ပြီးဂျာအီပိတ်ထားလိုက်ကြောင်းမိုးကုံမြို့နယ်ပကဖအဖွဲ့တာဝန်ရှိသူကပြောပါရယ်လမ်းပိုင်းပိတ်လိုက်ရတဲ့အတွက်မိုးကုံမန္တလေးလမ်းနေရာတချို့မှာကားအစီးရေများစွာပိတ်မိနေတယ်လို့ဒေသခံတွေကဆိုပါရယ်တရာကြီးကရောစက်ပြင်းကရောပိတ်ထားတယ်တရာကြီးမှာတောင် ခုကားတွေအများကြီးပဲပိတ်မပြတ်တော့ဘူးလို့ဒေသခံတအူးကဆိုပါရယ် 2024ခုနှစ်နှစ်လယ်ပိုင်းကစပြီးတွန်းလိုင်းရေးဖွဲ့တွေစုမိုးထားတဲ့မိုးကုတ်မန္တလေးလမ်းပိုင်းတစ်လျှောက်ကမရယာစင်ကိုတပိတ်ချင်းနယ်အတွင်းကနေမြေတွေကိုစစ်တပ်ကပြန်လည်ရရှိဖို့စူးစမ်းနေတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေအထူးကပြုလုပ်နေကြောင်းသိရှိရပါတယ်။